မင်္ဂလာပါ positive energy circle weekend talk လေးရနေကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာတော့တောင်းပန်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဗောနော်အာဒီကောင်းစဉ်လေးနေပဲစကားပြောခြင်းနဲ့အဲ့တော့ကျမတို့ရေစီမှာကျမတို့ရဲ့ဘဝမှာဗောနော်လူတိုင်းလူတိုင်းရဲ့ဘဝမှာကိုကသူများပုံမှာအမားတခုလုံးလိုက်မိတယ်เนาะသူများကိုမှားတယ်ဆိုတာမျိုးထက် သူများရဲ့စိတ်ကိုနာကျင်အောင်လုပ်လိုက်တယ်ပြောဆိုလိုက်မိတဲ့အစရှိတဲ့ပြင်ပေါ့နော်ဒါမျိုးတွေရှိခဲ့ဘူးသလိုတယောက်ယောက်ကလည်းကျမတို့အပေါ်မှာနော်မှားမိတာပြောမိဆိုမိတာဒေါသအလျောက်ပြုတ်မှုဆောင်ရွက်မိတာဒါမျိုးတွေကလည်းရှိတတ်တယ် အဲ့လိုအခြေအနေမျိုးမှာကျမတို့ကတောင်းပန်နေဆိုတဲ့အခြေအနေတစ်ခုကိုလုပ်ကိုလုပ်ရတယ်။တခါတလေကြောက်လို့ရှိရင်ကျမတို့ကအဲ့လိုတောင်းပန်နေပေါ့နော် I'm sorry ပေါ့နော်တောင်းပန်နေလို့ပြောလိုက်တာကအရန်ကိုဘာမှအရေးမကြီးသလိုပေါ့နော်တောင်းပန်နေဆိုတဲ့အရာကဘာမှအရေးမကြီးသလိုပေါ့ပေါ့တန်တန်လို့ထင်တတ်ကြပေမဲ့တကယ်တမ်းမှာတောင်းပန်နေဆိုတဲ့ကိစ္စကကျမတို့မလုပ်လိုက်မိဘူးဆိုလို့ရှိရင်တကယ်ကိုတေးရပါတဲ့ဒဏ်ရာတွေလူမျိုးတော်မှာဖြစ်သွားတတ်တယ်ဘဝတစ်ခုလုံးမှာဒါကကျမဒီခေါင်းစဉ်ကိုပြောဖို့စဉ်းစား တဲ့အချိန်မှာကျွန်မပဲပေါင်းစုံကနေကျွန်မစဉ်းစားမိရယ်။ဘာသာရေးဘက်ကလည်းကျွန်မစဉ်းစားမိရယ်။လူမှုရေးဘက်ကလည်းကျွန်မစဉ်းစားမိရယ်ပေါ့နော်။တောင်းပန်နေဆိုတာတကယ်တော့အရေးကြီးပါတယ်။တောင်းပန်တာနဲ့တူတူရှင်တွဲပြီးတော့ပါလာတယ်ဆိုတာကခွင်းလွတ်တဲ့ကြည်အေးရယ်ဆိုတာပေါ့နော်။တောင်းပန်နေသူရှိမှလည်းတစ်ဖက်ကလည်းခွင်းလွတ်ကြည်အေးပြီးလို့ရတယ်ပေါ့။အဲ့တော့နှစ်ဦးနှစ်ဖက်ကတယောက်ကလည်းတောင်းပန်တယ်တယောက်ကလည်းခွင်းလွတ်တယ်ဆိုလို့ရှိရင်ဒါက အာ complete ဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်ပြောရှေ့ဆက်ပြောနှစ်ဦးနှစ်ဖက်သွားရမယ်ရှေ့ဆက်ရမယ်လန်ခကြီးကကိုယ်ဆွဲထားတယ်လို့မျိုးချီနှောင်ထားတယ်လို့ဘာမှမရှိဘဲနဲ့အကုန်လုံးကိုလွှတ်ချလိုက်ပြီးလှုပ်တင်လှုပ်တိုက်တာကိုလှုပ်လိုက်ပြီးပြောတင်ပြောတိုက်တာကိုပြောလိုက်ပြီးဆိုရဲစိတ်နဲ့လွတ်လွတ်လပ်လပ်ပေါ်ပေါ်ပါပါနောက်တစ်ခါဂုံတိတ်ခါပိုင်းရာကြည့်မယ်ဆိုလို့ရှိရင်တကယ်ကိုကြည်ကြည်နက်နက်နဲ့ဂုံတိတ်ခါရှိရှိနဲ့နော်လက်လွတ်နိုင်နဲ့ထွက်ခွာလာနိုင်နဲ့ဒီလိုသဘောမျိုးဖြစ်တယ်ပေါ့ ကျမဆိုလို့ရှိရင်ဘဝမှာကျမအရင်တောင်းပန်ခြင်းနဲ့သူတယောက်ရှိပါတယ်အဲ့ဒါပြောရမယ်ဆိုရင်ဘယ်သူလဲဆိုလို့ရှိရင်ကျမရဲ့အဖေပါပဲ talk တည်းမှာလည်းကျမမကြာခဏပြောဘူးတယ်စတယ်မှာလည်းမကြာခဏရေးဘူးတယ်ကျမအဖေအကြောင်းကိုတော်တော်များများသိကြမှာပါပဲကျမအဖေကအရင်ကိုပျော်တတ်တဲ့သူနောက်တစ်ခုကစိတ်နှလုံးသားအရင်နူးညံ့နေသူဖြစ်တယ်ဒါပေမဲ့ ဒါသူ့ရဲ့ကောင်းတဲ့အချက်တွေပေါ့နော်။ကူညီတတ်တဲ့သူဖြစ်တယ်။စိတ်သဘောထားအရင်ကောင်းတယ်။အရင်ပျော်တတ်တယ်၊ရည်တတ်တယ်၊ရွှင်ရွှင်လန်းလန်းတတ်တဲ့ကြောကြောအဲ့လိုဖြစ်တယ်။ဒါပေမဲ့သူ့မှာကဘာတစ်ခုရှိတယ်ဆိုရင်သူကဂတိတွေကိုမတည်နိုင်ဘူး။ခဏခဏညာတတ်တယ်၊လိန်ပြောတတ်တယ်။ဒါတွေကရည်ရွယ်ချက်နဲ့တော့လုပ်တာမဟုတ်ဘူး။ဒါပေမဲ့ကျမတို့ စိတ်မချမ်းသာဖြစ်မှာဆိုလို့အစရှိတဲ့ပြင်ပေါ့နော်လွယ်လွယ်ကူကူပဲသူကခေါင်းနှိပ်တတ်တယ်ပြောတတ်တယ်ဒါပေမဲ့ဂရီတွေကတကယ်ကို broken promise တွေဖြစ်နေရပေါ့နော်အများရန်ကျိုးပြက်နေတဲ့ဂရီတွေနဲ့နောက်ပြီးတော့သူအရက်အရန်တောက်တယ်ကျွန်မကျွန်မတို့ဖေးရနော်အဲ့တော့ဂျန်နာရီနဲ့ပတ်သက်လို့ရှိရင်သူကဘာမှဟိုယုံမာတဲ့သူမဟုတ်ဘူးဟိုရိုင်းဆိုင်နေတဲ့သူလည်းမဟုတ်ဘူးတောက်တယ်ဆိုလို့ရှိရင်လည်းသူကသူ့အနေနဲ့သူငြိမ်သွားတာပဲအဖေကအဲ့လိုမျိုး movie လို့ရှိရင်ရန်တတ်တဲ့သူမျိုးမဟုတ်ဘူးပေါ့နော် ကျမတို့အဖေကအဲ့လိုပုံစံမျိုးရှိတယ်။ကျမအဖေနဲ့တူတဲ့အချက်တွေမှာကျမအဲ့လိုအည်တန်တာတို့အစတန်တာအနောက်တန်တာနော်ဒါမျိုးတွေရှိတယ်။နောက်ပြီးတော့ကျမ ကူညီတတ်တယ်သူများအောင်ဆိုလို့ရှင်ဖေနဲ့မတူတဲ့စိတ်ကကြတော့ဘာဖြစ်လဲဆိုကျမရဲ့စိတ်ကအရန်ပြတ်တယ်ပြတ်တယ်ဆိုတဲ့နေရာမှာကျမကဘယ်အချိန်မှာနော်ပြတ်သားရမယ့်အချိန်ဆိုလို့ရှင်လေကျမသိကိုသိရယ်နော်နောက်တစ်ခုကျမမညာတတ်ဘူးစကားပြောလို့ရှင်ပြီးတော့အဲ့လိုလိန်နေညာတယ်ဆိုတဲ့လူတွေကိုလည်းကျမအရန်မုံတယ်ကျမလုံးဝမကြိုက်ဘူးအဲ့တော့ကျမကကိုယ်စကားကိုကိုတောင်းဝင်ယူတတ်တယ်သူဖြစ်တယ်ဒါကဘာလဲဆိုလို့ရှင်အဖေနဲ့ကျမနဲ့မှာမတူတဲ့ဟာပေါ့နော်အဲ့တော့လူတွေရဲ့ characteristics တွေပေါ့သူ့ရဲ့အသွင်သဏ္ဍာန်စရိုက်လက္ခဏာတွေကလည်းနော်ကြီးလာတဲ့အခါမှာပို့ပြီးတော့ထင်ရှား ားလာတယ်ကျမစေချော်တဲ့အရွယ်မှာကျမရဲ့ဒီလိုစိတ်သက်ပြင်းတာတခုခုဆိုလို့ရှိရင်ကျမမကြိုက်တဲ့ဟာပေါ့နော်မလက်မခံနိုင်တဲ့အရာတခုဆိုလို့ရှိရင်ကျမဘလုံးကတီးခံလို့မရဘူးကျမပောက်ကွဲတတ်တယ်အဖေနဲ့တောင်မှကျမအဲ့လိုမျိုးဖြစ်တယ်အဲ့ဒီခါကျတော့ဘာဖြစ်လဲဆိုတော့ကျမရဲ့စေချော်တဲ့ဘဝမှာငငယ်တုန်းကအဖေကကျမရဲ့တငယ်ချင်းပဲသူကကျမရဲ့ best friend အဖေနဲ့ဆော်တယ်သွားတယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ကြီးလာတဲ့အခါမှာကျမကလည်းသူ့ရဲ့အမားတွေသူ့ရဲ့အပြစ်တွေကိုမြင်လာတယ်ပေါ့နော်ဒါကအဖေဆိုပေမဲ့ အဖေကလည်းတာမန်ဘုဒ္ဓဇင်လူသားတယောက်ပဲသူမှလည်းအမားတွေရှိတယ်အပြစ်တွေရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ကျွန်မကလေးတယောက်ဆယ်ကျော်သက်အရွယ်သမီးတယောက်ရဲ့အမြင်နဲ့ကျွန်မကကြည့်ပြီးတော့အဖေပေါ်မှာကျွန်မမကျေနပ်တာတွေအများကြီးရှိတယ်တကူဆိုလို့ချင်းကျွန်မမကြိုက်ဘူးအဖေကိုနော်အဲကျွန်မကလိုချင်တဲ့ပုံစံမျိုးသူကဖြစ်မနေဘူးအဲ့လိုပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီခါကျတော့တကြက်ချက်တွေဖြစ်လာနော်ဖြစ်လာတယ်ပြီးရင်ကမှဘာဖြစ်လဲဆိုအရန်ချစ်တဲ့ကျွန်မအဖေနဲ့ကျွန်မကဘာဖြစ်သွားလဲဆိုအဲ့လို emotional distance ဖြစ်တာပေါ့နော်အဖေနဲ့ကျွန်မနဲ့စိတ်ပိုင်းဆိုင်ရာဝေးကွာမှု တွေအရင်များလာအဖေကကျမအသက်16နှစ်မှာအဖေဆုံးတယ်အဖေဆုံးတော့45နှစ်ပဲရှိသေးတယ်เนาะအခုကျမအရွယ်ပေါ့အဖေဆုံးတဲ့အခါကျတော့အဲ့တော့ဘာဖြစ်လဲဆိုတော့အဖေနဲ့ကျမနဲ့အဆင်မပြေဘူးပေါ့เนาะဆက်ဆံရေးသူဆုံးကန်နေနှစ်တည်းမှာလဲကျမက ဘယ်လိုမျိုးစိတ်ထဲမှာဖြစ်လဲဆိုတော့အဖေကအဲ့ချိန်မှာသူတော်တော်နေမကောင်းဖြစ်နေပြီပေါ့နော်ဖြစ်နေပြီဆိုတဲ့အခါကျတော့ကျမကစိတ်ထဲမှာဘယ်လိုမျိုးဖြစ်လဲဆိုတော့အဖေကပေါ့နော်သူ့ရဲ့ဘဝကိုတန်ဖိုးရှိအောင်သူမနေတတ်ခဲ့ဘူးသူ့ရဲ့အသက်ကိုသူတန်ဖိုးမထားဘူးသူ့မိသားစုကို မချစ်ဘူးငါတို့ကိုမချစ်ဘူးအဲ့လိုမျိုးမချစ်တဲ့အတွက်ကြောင့်မို့သူကသူ့ကိုသူဖျက်ဆီးတယ်ဆိုပြီးတော့ကျမစိတ်ထဲမှာမကျေနပ်ဘူး ဲ့တော့ جماعه အဖေကိုတော်တော် جماعه မကြည်မနှက်ဖြစ်တယ်ပေါ့နော်သူ جماعه ရင်းနဲ့ပတ်သက်ရင် جماعه အဲလိုက်ပြောနေရရှိရဲ့အဖေဒါမတည့်ဘူးနော်အဲ့ဒါမစားနဲ့တခါလေးကြောက်လေသူနေနေပပစားမိရဲ့အဲ့လိုမျိုးစားမိရဲ့ခါမှလည်းဘာမှမဖြစ်တော့ဘူးဆိုရဲစိတ်နေပေါ့နော်ဒါ جماعه ကိုလည်းလုံမိတတ်ကြပါတယ်ဒါမျိုးကလေအဲ့တော့သူလည်းအဲ့ဒါမျိုးလေးတော့သူလုံမိတာလေးရှိရဲ့အဲ့လိုမျိုးရှိလို့ရှိရင် جماعه အရန်ဒေါသထွက်တယ်ဒေါသထွက်တယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ အာဖေယာကြီးမဆိုင်ဘူးပေါ့နော်ဒီတော့ပြောနေတာတော့မှအဲ့ဒါအရင်နေမကောင်းဖြစ်ဘလို့လုပ်မလဲတည်သွားရင်ဘလို့လုပ်မလဲမကြောက်ဘူးလားမသိဘူးအစားရှိတဲ့ပြင်ကျွန်မစိတ်ထဲမှာအဲ့လိုမျိုးကျွန်မတွတ်တာပေါ့လေအဖေကလည်းပြောမယ်ဆိုလို့ရှင်သူလည်းဟိုလူသားတယောက်ပဲပေါ့နော်သူ့စီမှာလည်းတခါတလေမတော့လေသူစားကြင်တာတွေပါလေရှိမှာပေါ့အာတိုက်တိုက်ဆိုင်ဆိုင်ပေါ့ပြောမယ်ဆိုလို့ရှင်ကျွန်မအဲ့အဖေနောက်ဆုံးဆေးရုံတက်ခံတက်တဲ့အခေါက်ပေါ့အဲ့ဒီအခေါက်မှာအဖေကစုံးတာပဲပေါ့နော် အဲ့စေုံမတက်ခင်တစ်ခေါက်မှာနောက်ဆုံးစေုံမတက်ခင်တစ်ခေါက်မှာကျွန်မဘီရင်သွားမိရယ်ကျွန်မဘီရင်မိတာအယံဝါဒနာပါပါတယ်အဲ့ကျွန်မဘီရင်သွားမိရဲ့အခါကျတော့အဲ့မှာကျွန်မဘီရင်ကဘာဟောလိုက်လဲဆိုအဖေရဲ့ဟိုအသက်နဲ့ပတ်သက်ပြီးတော့ဗောနော်အဖေရဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့အဖေကဟိုအယံညံ့နေရယ်ဗောလीနော်အဆိုးဆုံးအခြေအနေထိလည်းဖြစ်သွားနိုင်တယ်ဆိုတော့ခေါ်ပြောချက်တခုဗောနော် prediction တခုပါတယ်အဲ့ဒါနဲ့ ကျွန်မစိတ်ထဲမှာလည်းအဲ့ဒါကဟိုတနှုံနှုံဖြစ်နေတာပေါ့စိုးရိမ်စိတ်ပေါ့နော်အာအဖေနေမကောင်းဖြစ်ပြီးဆုံးသွားရောမလားမသိဘူးဆိုကျွန်မစိတ်ထဲမှာအဲ့ဒီခါကြီးက ဖြစ်နေတာပေါ့အဲ့တော့အဲ့ဒီမိနစ်ကဘာဖြစ်လဲဆိုတော့အိမ်မှာအဖေကအဲ့သွေးအန်တယ်သွေးအန်တဲ့အခါကျတော့အရန် shock ဖြစ်တာပေါ့လေတဲ့အိမ်လုံးเนาะသူစေးုံတင်မှုတွေပါတယ်သူ့ကိုလှုပ်တာပေါ့လှုပ်တဲ့အခါကျတော့စေးုံမတော်ခင်မှာအဲ့သွေးအန်ပြီးကာစပေါ့เนาะအဖေကစေးုံသွားဖို့ဆိုပြီးတော့သူအင်းရှိအေကန်လေးရဲ့မှာသူထိုင်ပြီးတော့စောင့်နေတယ်စောင့်နေတော့သူလည်းအရင်ကြောက်ပြီးတော့အဲ့လိုပေါ့ဟိုမတမရအဲ့လိုဖြစ်နေရပေါ့နော်အဲ့ဒီအချိန်မှာတော့ကုန် shock ပေါ့အဲ့တော့ကျမကလည်း အဖေဆင်းုံသွားဖို့ဆိုပြီးတော့ကျွန်မဟိုချင်းနှောင်းနေပါရဲ့အဲ့လိုမျိုးကျွန်မလှုပ်ပေးရင်းနဲ့ကျွန်မအာဘာပြောလိုက်မိလဲဆိုရင်ဖေဖေပေါ့နော်ဖေဖေကိုပြောသားပဲပေါ့ဟိုဒါတွေမလှုပ်ပါနဲ့မစားပါနဲ့နော်ပြောနေတာဖေဖေကနားမထောင်ဘူးပေးတဲ့ဆရာတော်ကတော့မှပြောလိုက်တယ်ပေါ့နော်ကျွန်မကြီးကညံ့နေပါ냐ဆိုအခုတွေ့ရမလားဒါမျိုးတွေဖြစ်ပြီပေါ့ဆိုကျွန်မအဲ့လိုမျိုးပြောလိုက်တယ်ပြောလိုက်တဲ့အခါကျတော့ကျွန်မဖေကကျွန်မကိုကြည့်ပြီးတော့ဘာပြောလိုက်လဲဆိုတော့သူက တည်တော့မယ်လို့ပြောလိုက်တယ်မလားတဲ့အဲ့လိုမျိုးပြောတယ်ကျမအဲ့ဒါနဲ့ကျမက ဟာမဟုတ်ပါဘူးပေါ့ဘာတွေလျှောက်ပြောနေရလဲပါလဲဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးပဲဖေဖေကဘာဆက်ပြောလဲဆိုသိပါတယ်တဲ့တည်တော့မယ်ဆိုပါတယ်ဆိုအဲ့လိုမျိုးပြောတယ်သူလည်းစိတ်ုံထွက်သွားတယ်ကျွန်မလည်းအိမ်မှာကြံခဲ့တယ်ပြီးရခါကျတော့ကျွန်မကျွန်မလည်းငိုပြီးတော့ကြံခဲ့ရပါတော့ကျွန်မအဲ့နေ့တနေ့လုံးငိုပဲစိတ်ထဲမှာဘလိုမျိုးဖြစ်လဲဆိုဟဲ့ငါဘာဖြစ်လို့များပေါ့နော်ဘေရင်ကညံ့နေရလို့ပြောလိုက်တယ်လို့ဘာလို့အဲ့လိုမျိုးသူ့ရှိမှာတော့ပြောလိုက်မိရလဲမသိဘူးဆိုကျွန်မအရန်နောင်တာရတယ်ကျွန်မအရန်ယူကြုံမရဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဖေစိတ်ုံရ ောက်သွားတယ်ရောက်သွားတော့အဲ့ဒီရက်တွေမှာကျမနေမကောင်းဖြစ်တာအရင်ပဲဘာဖြစ်လို့လဲတော့ကျမမသိဘူးရုပ်တရက်ကျမနေမကောင်းထားဖြစ်တာဘလို့လဲဆိုကျမလုံးဝထိုင်လို့မရဘူးကျမရဲ့ဒီမီးညောင်ရိုးကနေပြီးတော့အယိုးအစ်စ်ပေါ့နော်အယိုး ထွက်တယ်လို့မျိုးလေဟိုအယံနာတာအဲ့တော့ကျွန်မဘာလို့ວ່າလဲဆိုတော့ energetic တွေတောက်ပြီးတော့အိမ်ရဲမှာပဲကျွန်မနေ့တိုင်းကိုကျွန်မခွေနေရဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်မအိမ်မှာအမေကအဖေကိုမနေ့ပိုင်းသွားကြည့်ရပြီညနေကျရင်ပြန်လာအဲ့လိုပုံတော့သွားလိုက်လာလိုက်တီတော့ရှိတယ်အမေကကျွန်မကိုပြောတယ်အမရတော့ဦးထင်တယ်ဒီတခါတော့သွားတော့မယ်ပဲထင်သွားတော့မယ်ထင်တယ်ဆိုအမေကျွန်မကိုအဲ့လိုပြောတယ်ပေါ့နော်အဲ့ဒီအချိန်ထိလည်းကျွန်မဒီဘာလုပ်နေလဲဆိုတော့ကျွန်မစေးုံလိုက်ဖို့လည်းမပြင်းဘူးမပြင်းမဲနဲ့ကျွန်မဘာလုပ်နေလဲဆိုတော့အဲ့လိုပဲဟိုအိမ်မှာပဲပေါ့ ါ့နော်ကျမနာနေတာကိုအကြောင်းပြပြောအိမ်မှာပဲကျမတခွေခွေလုံနေပြီးတော့ကျမဖះဆူတောင်းပြီးရပါတော့ဖះမှာတော့ကျမအမြဲတမ်းဟိုဆူတောင်းပြီးရဖေးအဲသူကြီးထပ်ပြီးတော့မအံ့ပါစေနဲ့သူကြီးတိတ်ပါစေကုခန္ဓာထဲမှာလဲဘာညာအဆရှိတဲ့ပြင်ပါတော့ဒါပေမဲ့ကျမအဲ့ဒီအချိန်မှာလေကျမကိုတယောက်ယောက်ပြောဖို့လူလို့ရပါတော့အဖေကိုတောင်းပန်လိုက်ပေါ့သိရမလားအဲ့ဒါမျိုးဒါပေမဲ့ကျမစိတ်ထဲမှာသူ့ကိုမြင်နေချင်းမဆိုင်ရဘူး ဘာလို့ဆိုကျွန်မပြောလိုက်မိရဒါပေမဲ့ပြောလိုက်မိရကတော့အဖေကိုဘေးရင်ဇာတော့တည်မယ်လို့ပြောလိုက်ပြီးတော့အဲ့လိုမျိုးကျွန်မအဲ့အဆင့်တိကိုမရောက်ဘူးအဲ့အဆင့်တိကိုကျွန်မပြောခဲ့မိရမဟုတ်ဘူးဒါပေမဲ့ကျွန်မပြောခဲ့တာပါလေဆိုလို့ရှိရင်ဖေကိုပေါ့နော်ညံ့နေတယ်လို့ပြောတယ်ပေါ့အဲ့ဒါလေးကိုပဲကျွန်မပြောလိုက်မိဒါပေမဲ့အဲ့လိုပြောလိုက်မိတာကိုကျွန်မအယံနောင်တာရတယ်ဘာလို့ဆိုသူ့စိတ်ထဲမှာနာကျင်သွားတယ်နော်ပြီးတော့သူကြောက်သွားတယ်ငကိုရကြောက်နေကိုပြောလိုက်တဲ့စကားတခွန်းကြောင့်ပေါ့နော်ကိုကအစင်းစားအစင်း ဂျင်းမရှိပဲနဲ့ပြောလိုက်တဲ့ကိုပြောလိုက်တဲ့စကားတခွန်းကြောင့်လို့သူ့စိတ်ထဲမှာဝမ်းနေသွားမှာပဲအားငယ်သွားမှာပဲကြောက်ရွံ့သွားမှာပဲနာကျင်သွားမှာပဲပေါ့နော်အဲ့ဒါကိုကျွန်မတွေးပြီးရဲ့ခါမှာအရန်နောင်တရရတယ်အဲ့ဒီချိန်မှာနောင်တရရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ အဲကျမရဲ့စိတ်ကိုကျမအမျိုးဆုံးလှည့်စားပြီးတော့ဒါပေါ့နော်အဲ့လိုမျိုးလည်းပြောလိုက်တာမဟုတ်ဘူးအစရှိသဖြင့်ပေါ့အဲ့လိုမျိုးထင်တယ်နော်ဒါပေမဲ့တကယ်ပဲဘာဖြစ်သွားလဲဆိုအဖေဆုံးတဲ့အချိန်မှာကျမလည်းသူ့နာမှာမရှိဘူးနော်အဲ့လိုမျိုးဖြစ်သွားတာပေါ့လေအရန်ထူးဆန်းတဲ့အဲ့ဒီကျမဒါတော့ကျမစကားစကားကြုံလို့ပြောပြအဲ့ဒီကျမအရန်နာနေရဆိုရယ်အိမ်မင်းရောင်ရုံမှာနာရယ်ဆိုရယ်ဟာအဖေ ဆုံးပြီးတော့ရက်လဲတဲ့နေရာစားပြီးအဲ့ဒီဟာလုံးဝပျောက်သွားတယ်။ဘာဖြစ်လို့လဲတော့မသိဘူး။အဲ့ဆေးရုံတက်တဲ့နေမှာစားပြီးတော့ကျွန်မအဲ့ဒါနာတယ်။ပြီးတော့ကြားထဲမှာကျွန်မတွေ့လည်းမတွေ့လိုက်ရဘူးအဖေနဲ့။ပြီးရခါမှာသူဆုံးပြီးတော့ရက်လဲပြီးတော့မှအဲ့ဒီဟာပြန်ကောင်းသွားတယ်နော်။အခုချိန်မှာကျွန်မအဲ့ဒါအဲ့အကြောင်းပြန်ပြီးတော့ကျွန်မစဉ်းစားမိတယ်နော်။အဲ့တော့ကျွန်မ16နှစ်ဆိုရဲအကောင်မလေးပေါ့နော်။ကျွန်မရဲ့သမီးလေးအရွယ်ပေါ့။ဒါကိုကျွန်မပြန်ပြီးတော့မြင်တဲ့အခါမှာဘာလို့ကျွန်မသွားပြီးတော့တွေ့ရလဲဆိုလို့ရှင်။ငါအဲ့တုန်းကအဖေကိုမတောင်းပန်ခဲ့ရဘူးဆိုပြီးတော့ဖြစ်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့အခုချိန်ထိကျွန်မ အဲ့အကြောင်းပြန်ပြောလို့ရှိရင်ကျမစိတ်ထဲမှာမကောင်းကျမမျက်ရည်တော့မကြောက်ဘူးဒါပေမဲ့ကျမမျက်ရည်ဝေးတယ်ပေါ့နော်အခုပြောနေတဲ့အချိန်မှာဆိုရင်လည်းကျမစိတ်ထဲမှာထိခိုက်တယ်ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်တခါလေကြားလို့ရှိရင်ကျမတို့ကဘဝမှာ တောင်းပန်ဖို့ဆိုတာပေါ့နော် တောင်းပန်ဖို့ဆိုတာတောင်းဝင်တစ်ခုအနေနဲ့ကျမတို့လုပ်ကိုလုပ်ရတဲ့အရာတွေဖြစ်တယ်အဲ့တော့ဘလို့လူတွေပေါ်မှာကျမတို့ကတောင်းပန်တဲ့တယ်မဖြစ်မနေတောင်းပန်ပေးရတဲ့သူတွေရှိတယ်ကျမတို့ဘဝမှာအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ နော်ဒါမိဘဆရာသမားပေါ့နော်ဒါသူတို့တွေပါတယ်နောက်တစ်ခုကကြတော့တချို့တွေကကျမတို့အတွက်နော်ဟိုကျမတို့တဲ့အသက်ကြီးရဲ့သူလည်းမဟုတ်ဘူးကျမတို့ရဲ့မိဘတွေလည်းမဟုတ်ဘူးဒါပေမဲ့ကျမတို့အတွက်ဂျေစုတင်ရတဲ့သူတွေရှိတယ်ဘဝမှာဂျေစုတင်ထိုက်တဲ့သူတွေကျမတို့စီမှာရှိတယ်ဟိုသွေးမတော်သားမဆက်ပြီးမဲ့နော်တငယ်ချင်းတွေလည်းလည်းဖြစ်နိုင်တာပဲနောက်ကုချစ်သူဆိုတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ဘာဖြစ်လဲတချို့လူတွေကဘာဖြစ်လဲတချို့မိတ်ဆွေတငယ်ချင်းတွေတချို့ချစ်တဲ့သူတွေနော်ဘယ်လိုမျိုးဖြစ်လဲဆိုတော့ကို ခုမှပတ်ဆက်မရှိဘူးเนาะအဲ့လိုပတ်ဆက်မရှိတဲ့အချိန်မှာเนาะကိုတခုခုလှုပ်ချင်တယ်အဲ့အတွက်ကိုပါဖြစ်တယ်ဟာနင်ဖြူငါးစရာเนาะနင် view ပတ်စံချီးပေးတယ်။ဒါမျိုးလူတွေကျမတို့စီမှာရှိတတ်တယ်။နောက်တစ်ခုကကိုအရန်ခက်ခဲနေရဆိုတဲ့အချိန်မှာအဲ့လူကအမြဲတမ်း backup နော်နောက်ကျောင်းကနေအမြဲရှိရ။သူရှိနေတဲ့အတွက်ကြောင့်မလို့ကိုကစဉ်းစားလိုက်လို့ရှင်ဟာငါဘဝမှာသူရှိနေရပဲငါဘာမှမကြောက်ဘူးဆိုတဲ့စိတ်နဲ့ကိုကဘဝလံကိုဆက်လျှောက်နိုင်တယ်။အဲ့လိုလူမျိုးတွေရှိရကိုအမြဲတမ်း backup ပေးနေတဲ့သူမျိုးတွေပေါ့နော်။နောက်တစ်ခုကဘာလဲဆိုကိုဘာမှမဖြစ်သေးတဲ့အချိန်ကိုဘာမှမရှိတဲ့အချိန်ကိုဘာမှမဟုတ်သေးတဲ့အချိန်မှာအဲ့ဒီအချိန်တွေကနေပြီးတော့ကိုကိုလက်ခံပြီးတော့ချင်း မြန်လို့ဝေးတဲ့သူမျိုးတွေဒီလိုလူတွေလည်းပါနိုင်တယ်အဲ့ဒီအချိန်မှာကိုကဘာမှလည်းမရှိဘူးဘာမှလည်းမရှာနိုင်သေးဘူးဘာနာမည်မှလည်းအမကြည့်သေးဘူးเนาะဒါပေမဲ့အဲ့လိုအချိန်မျိုးမှာမှဘာအလို့အကင်မှလည်းမဖြစ်ထွန်းသေးဘူးဒါပေမဲ့အဲ့လိုအချိန်မျိုးမှာကိုကလက်တွဲခဲ့တဲ့လက်တွဲပေါ်တွေပေါ့เนาะအဲ့လိုလူမျိုးတွေလည်းပါနိုင်တယ်တချို့ကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကိုမှလမ်းပြောင်းနေရယ်เนาะကိုဘာလုပ်အောင်မှမသိဘူး ဘာမှမသိသေးဘူးဘာမှနားမလည်သေးဘူးအဲ့လိုအချိန်မှာတော့စိတ်ပါလဲပါနဲ့အော် तू အစဉ်ပြေသွားပါစေ तू တိသွားပါစေတက်သွားပါစေ तू လုံနိုင်သွားပါစေဆိုရဲစိတ်နဲ့လမ်းကြောင်းတစ်ခုဖွင့်ပေးခဲ့တဲ့သူတွေပါတယ်အဲ့တော့အဲ့လိုလူတွေကကျမတို့ဘဝမှာဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့အရန်ကျေစုတင်ရတဲ့သူတွေအဲ့တော့ဒီလိုလူမျိုးတွေအပေါ်မှာကျမတို့ကပါစက်နေပဲဖြစ်ဖြစ်လက်နေပဲဖြစ်ဖြစ်တော့သူတို့နာကျင်အောင်ပြောလိုက်မိရရည်ရွယ်တာပဲဖြစ်ဖြစ်မရည်ရွယ်တာပဲဖြစ်ဖြစ်တော့သူတို့ရဲ့စိတ်မှာ အဖို့ချစ်ကလေးတွေဖြစ်သွားအောင်လှုပ်လိုက်မိရယ်ပြောလိုက်မိရယ်ဆိုလိုက်မိရယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုကျမတို့ကတောင်းပန်မှုเนาะတစ်ဆက်တည်းမှာပဲဖြည့်ရှင်းမှုဆိုတာကလိုတယ်ဘာသာရေးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ကအဲ့လိုမျိုးကိုယ့်အပေါ်မှာကျေးဇူးရှိတဲ့သူတွေပေါ့เนาะကိုယ်ရဲ့တငယ်ချင်းတွေပါနိုင်တယ်ဒဇိမ့်နဲ့ဒဇိမ့်တော်မှာပါနိုင်သေးရပါပဲเนาะ နောက်ကိုချစ်သူเนาะဒါမျိုးတွေဒီလိုလူတွေလည်းပါနိုင်တယ်မိဘဇာတိအပြင်เนาะအဲ့လိုကို့အပေါ်မှာကို့ဒုက္ခရောက်နေတဲ့အချိန်မှာကူညီပေးရသူကို့ဘာမှမဟုတ်တဲ့အချိန်မှာကို့ကိုလက်ခံပေးရသူချစ်ပေးရသူကို့ကိုလမ်းပြပေးခဲ့ရသူကို့ရဲ့ဘဝအစဖြစ်တည်မှုတစ်ခုတိုင်းမှာအမြဲတမ်းပါပြီးတော့เนาะကို့အတွက်ထောက်ပံ့မှုတွေကူညီမှုတွေပေးခဲ့ရသူဒီလိုမျိုးတွေရှိရအဲ့တော့ကို့ကတစ်ခုခုပေါ့เนาะနာကျင်အောင်လှုပ်လိုက်တယ်သူတို့ရဲ့စိတ်ကိုနာကျင်အောင်လှုပ်လိုက်တယ်ဆိုတဲ့အခါမှာကို့ကကို့ကကိုမှားသွားပြီလို့ထင်တဲ့အခါမှာဘာလုပ်ဖို့လို့လဲဆို လို့ရှိရင်အဲ့ဒီအမားကိုဖြည့်ရှင်းပေးတတ်ဖို့လိုတယ်။တောင်းပန်တတ်ဖို့လိုတယ်။တောင်းပန်နေဆိုတဲ့နေရာမှာတာမန်မဲ I'm sorry မှားသွားတယ်ဆိုတာမျိုးတချို့ဆိုလူကြုံတဲ့အောင်မှာတောင်းပန်လိုက်တယ်။ဟဲ့တောင်းပန်တယ်လို့ပြောပေးပါနော်တို့ဘာတို့။ဒါပေမဲ့တကယ်တမ်းမှာကိုကအခြေအနေပေးခဲ့တယ်လုံနိုင်နေဆိုလို့ရှိရင်တော့လူချင်းတွေ့ပြီးတော့တောင်းပန်တာမျိုးဒါမျိုးကကောင်းတယ်။အဲ့တော့တောင်းပန်မှုဆိုတာအချိန်ဆောင်နေဖို့မလိုဘူး။တချို့ကအချိန်ဆောင်နေ။အဲ့တော့ကျမသာဆိုလို့ရှိရင် เนาะကျွန်မအချိန်ဆောင်ခဲ့တယ်တောင်းပန်မှုကျွန်မအချိန်ဆောင်တယ်လေအချိန်ဆောင်တော့ဘာဖြစ်လဲကျွန်မတချိန်မှာတော့အဖေအိမ်ကိုပြန်လာအောင်မယ်ပေါ့เนาะအဲသူနေပြန်ကောင်းလာတော့မှအဖေကိုဒါမျိုးရှင်းပြမယ်ဒါမျိုးကျွန်မစဉ်းစားတယ်ဒါပေမဲ့တောင်းပန်ဝင်မရလိုက်ဘူးလေဘာဖြစ်လို့ဆိုသူတေသွားတာကျွန်မတို့ကဘယ်တော့မှတောင်းပန်မယ်အစင်းစင်းဖြစ်မှတောင်းပန်မယ်เนาะဘယ်နှခုနဲ့မှတောင်းပန်မယ်တွေးမှတောင်းပန်မယ်အဆရှိတဲ့ပြင်မှာတောင်းပန်တာကိုကျွန်မတို့ကဟိုတေချာအားထုတ်တာမျိုးမဟုတ်ဘဲနဲ့ ပြီးစရယ်ပေါ့နော်အခုသူများနဲ့တောင်းပန်ထားလိုက်လေရတာပဲဆိုရဲဟာမျိုးလှုပ်လို့ရှိရင်ဒါကဘာလဲဆိုတဖက်သူရဲ့နာကျင်မှုတွေအပေါ်မှာဂယုမဆိုင်တလုံးမျိုးလေးဖြစ်တယ်ကျမတို့ကလှုပ်လိုက်မိရယ်ဆိုလို့ရှိရင်လေလှုပ်လိုက်မိရဲ့အကြောင်းကိုနော် တေချာပြောပြမယ်နော်ဘာဖြစ်လို့ဒီလိုမျိုးလုံးမိပါတယ်ဆိုတဲ့အကြောင်းကိုတေချာပြောပြရဲ မလုပ်ဘူးဆိုလို့ရှင်လေဟာဒါတော့မလုပ်ဘူးဒါအထင်လွဲတာဖြစ်တယ်เนาะဒီမှာတက်တဲ့တကာရနဲ့ဒါတွေမလုပ်ထားဘူးအဆရှိတဲ့ပြင်ပေါ့เนาะအဲ့လိုမျိုးပေါ့ကိုလုပ်တဲ့အမှားတစ်ခုအတွက်အဲ့လိုပုံစံနဲ့တောင်းပန်တာဟာ accountability ဆိုတဲ့တာဝန်ယူမှုပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့လိုပဲလူကြုံနဲ့တောင်းပန်တာတော့เนาะနောက်ပြီးတော့ကိုယ့်ဟာကိုယ်လှည့်စားတာပေါ့ကျမတို့ကဆိုလို့ရှင်ကျမကိုယ့်ဟာကိုယ်လှည့်စားနေလေဟာဘာမှမဖြစ်ပါဘူးသိရမလားဒါပေမဲ့တကယ်တမ်းကျတော့ဘာဖြစ်လဲဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျမနဲ့မတွေ့ဘဲနဲ့ဆေးဥမရောက်နေရဲ့အဖေကလည်း သူ့စိတ်ထဲမှာဘာတွေခံစားနေရမလဲကျမလည်းမသိဘူးပြန်တော့မှကျမမတွေးခြင်းအဲ့ဒီအချိန်မှာကျမဆေးုံသွားလိုက်မယ်အဖေကိုသွားပြီးတော့ เออဒီမှာပြောလိုက်မယ်ပေါ့เนาะဖေမွန်ကအဲ့လိုမျိုးပြောတာမဟုတ်ဘူးเนาะအဆရှိတယ်အဲ့လိုရှင်းပြလိုက်တယ်ဆိုလို့ရှင်လည်းသူ့စိတ်ထဲမှာအားရှိရင်လည်းရှိသွားမယ်ပေါ့เนาะလူတွေရဲ့ကံကြမ္မာဆိုတော့ပြောင်းလဲလို့မရဘူးပေါ့လေเนาะဒါကဘယ်သူပြောလိုက်လို့ဘယ်ဟာပြောလိုက်လို့သူတည်သွားတာတော့လည်းမဟုတ်ပါဘူးဒီလိုမျိုးဆိုလို့တာမဟုတ်ဘူးเนาะခန်းသီးကြွေခိုက်ကြီးနှင်းခိုက်ဆိုတော့လို့ဖြစ်တာပေါ့เนาะအကုန်လုံးတိုက်ဆိုင်သွားတာပေါ့เนาะဟုတ်ပြောတယ်သူကလည်းဟုတ်ပြောတယ်အဲ့ဒါကိုပြန်ပြီးဖောက်တယ်ချတယ်သူကလည်းဖောက်တယ်ချတယ်နားထောင်နေသူကလည်းအဲ့ချိန်မှာအရန်ကို vulnerable ဖြစ်နေရဲ့အရန်ကိုလဲပြုံ နေတဲ့အချိန်ကြီးကြတော့ဘာလဲဆိုနောက်ဆုံးကြတော့ဘာဖြစ်လဲဆိုကျမကြံခဲ့ရတာလေနော်ကြံခဲ့ရတဲ့အခါကျတော့ကျမပြောလိုက်မိပြီဆိုတဲ့အခါမှာအဲ့ဒါကအခုချိန်ထိမဖြေစည်းနိုင်ဘူးကျမတို့ကတောင်းပန်မှုအချိန်ဆောင်နေနော်လူကြုံနဲ့တောင်းပန်နေအဲ့ခါမှာဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးစောင့်စားနေရတဲ့အချိန်မှာတစ်ခုမဟုတ်တစ်ခုတစ်မျိုးမဟုတ်တစ်မျိုးဖြစ်သွားနိုင်တယ်လူနှစ်ယောက်ကဘာဖြစ်သွားနိုင်လဲဆိုတော့တောင်းပန်မှုအချိန်ဆောင်နေရကြာသွားလေသွေးအေးသွားလေ နောက်ဆုံးကြပါဖြစ်သွားလဲဆိုဂျားထဲမှာတောင်ကြီးခြားသွားတယ်လို့မျိုးပဲကျွန်မတို့စီမှာ emotional distance နေအများကြီးဖြစ်သွားတယ်။သွေးအေးသွားတယ်ဒါကိုပြန်မကြားချင်တော့ဘူးเนาะ။ဒါမျိုးတွေဖြစ်သွားတတ်တယ်။တချို့ကိစ္စတွေကတာမန်တောင်းပန်ရုံနေပြီးသွားတယ်။ဒါပေမဲ့တချို့သောကိစ္စတွေကကြတော့ နော်ဘဝနဲ့ချီရဲ့ကိစ္စတွေရှိတယ်နော်အခုကျမဖြစ်ခဲ့တဲ့အကြောင်းအရာဆိုဒါဘဝနဲ့ချီပြီးတော့ရလိုက်တဲ့သင်ခန်းစာပဲအခုချိန်ထိဘာဖြစ်လဲဆိုအဖေကိုမတောင်းမှန်လိုက်ရတဲ့အတွက်စိတ်ထဲမှာဝမ်းနည်းမှုကိုအခုချိန်ထိခံစားနေရတော့မယ်နော်ဒါပေမဲ့ကျမဒီအကြောင်းကိုအခုပြန်ပြီးတော့ပြောနိုင်နေဆိုတာကျမရဲ့စိတ်ထဲကဒဏ်ရာသည်သူ့အနေသူတက်တာလာလို့ကျမပြောနိုင်တာဆက်စားခြင်းတော့ဆိုကျမမပြောနိုင်ဘူးအဲ့ဒီအကြောင်းကိုကျမတစ်ခါမှတော့မစားမရေဘူးနော်ဘာဖြစ်လို့လဲဆိုကျမစိတ်ထဲမှာအစင်သိမ့်မှုမဖြစ်သေးတော့လူတစ်ယောက်ကသူ့ရဲ့ ဒဏ်ရာပေါ့နော်ကြံခဲ့ကျွန်မဆိုကြံခဲ့ရတဲ့သူလှုပ်တဲ့သူအဲ့လူတယောက်ကသူ့ရဲ့ဒဏ်ရာကအရှင်းပြောက်သွားဖို့ဆိုတာအယံခက်တယ်နော်တက်တာလာဖို့ဆိုတာတော့မှဒါနှစ်ပေါင်းများစွာနော်နှစ်အခုကျွန်မအဖေဆုံးတာဆို26နှစ်ရှိပြီနော်အဲ့တော့စဉ်းစားကြည့်အလောက်အထိကိုအချိန်ယူနေတယ်အလောက်အထိမှမှကျွန်မကဟို I am completely healed လို့ ကျွန်မမပြောနိုင်သေးဘူးကျွန်မအခုမှ healing ဖြစ်ခါစားပဲရှိပါသေးတယ်။ No I'm still in the healing process လို့ပြောလို့ရပဲရှိသေးတယ်ကျွန်မတကယ်တမ်းမှမပြောက်သေးဘူး။ဆိုတော့အရန်ဆိုးတယ်အရန်ကြောက်ဖို့ကောင်းတယ်အဲ့တော့ကိုကတကယ်တမ်းမှမှားသွားတယ်ပေါ့နော်ကိုအဲ့လိုမျိုးပြောဖို့လိုအပ်တယ်ဆိုလို့ရှိရင်အချိန်မဆောင်မင်းနဲ့ချက်ချင်းပြောတဲ့ဟာမျိုး တောင်းပန်တဲ့ဟာမျိုးဒါမျိုးလုပ်ဖို့လိုတယ်အချိန်နေဆောင်နေရဆိုလို့ရှိရင် အဲကျမတို့နောက်ကျသွားတယ်တဘွားလုံးစာနောက်ကျသွားတယ်ဖြစ်တတ်တယ်เนาะတခါလေကြောက်ရှင်ကျမတို့ပြောလိုက်မိတဲ့သူကကိုယ်အဆုံးရှုံးမခံနိုင်တဲ့သူဖြစ်တယ်ကိုယ်အယမ်းချစ်တဲ့သူဖြစ်တယ်ကိုယ့်အပေါ်မှာဂျေဇူးတရားကြီးမားတဲ့သူဖြစ်တယ်เนาะအဲ့လိုဆိုလို့ရှင်သွားပြီအဲ့ ကိုကိုမပြောလိုက်ရတဲ့အတွက်ကိုနောက်ကျသွားခဲ့ရတဲ့အတွက်အဲ့ဒီအချိန်ကဘာမှပြန်ပြော့ cover မဖြစ်တော့ဘူးပေါ့နော်အဲ့တော့တကယ်ကိုတောင်းပန်ရမယ့်အချိန်ကဘယ်အချိန်လဲလို့ပြောရင်အခုပဲလို့ကျွန်မကပြောရမှာဖြစ်တယ်ကိုရဲ့ဘဝမှာတကယ်စစ်မှန်တဲ့တောင်းပန်မှုတွေနော်ဘယ်လိုမျိုးပြောရမလဲနော်ဘယ်လိုလုပ်ရမလဲကိုလုံခဲ့မိရယ်ကိုပြောခဲ့မိရအောင်ကိုစိတ်ထဲမှာပြည့်ပြည့်တသားအတိမတ်ပြုလို့လို့ရတယ်အဲ့အချိန်မှာဝေဝါးပြီးတော့ငါဒီလိုပြောတာမဟုတ်ပါဘူးဒီလိုဆိုလို့တာမဟုတ်ပါဘူးအဲ့လိုမျိုးလှည့်စားတာတွေမဟုတ် မလုံနေတော့ဗာလဲဆိုကိုဒီလိုမျိုးပြောလိုက်မိရဲ့အဲ့အတွက်ကြောင့်သူဒီလိုမျိုးနာကျင်ရတယ်เนาะဒီလောက်အထီအောင်မှဖြစ်သွားတယ်เนาะတချို့ဆိုလို့ရှိရင်ဗာဖြစ်တယ်ကိုပြောလိုက်တဲ့စကားတခွန်းကြောင့်မလို့เนาะသူပိတ်ဆက်လိုက်ရတဲ့ဟာမျိုးတွေအများကြီးရုံကြည်မှုပျောက်သွားတာကျမ်းမာရေးတွေထိခိုက်သွားတာအစရှိတယ်မြဲဒါမျိုးတွေအများကြီးဖြစ်နိုင်တယ်အဲ့တော့ဒါမျိုးတွေဖြစ်တယ်မြင်တယ်သိနေပြီဆိုရင်ဗာဖြစ်တယ်ငါလုံးခဲပြီးပြောလိုက်မိပြီဆိုတော့ ကိုယ့်အကူပြက်ပြက်သားသားကိုအတိမတ်ပြုဖို့လိုတယ်ကိုကြောင့်သူများနာကျင်သွားရတယ်နာကျင်မှုတွေကိုအဲ့ဒီခံစားမှုတွေကိုနော်လေးစားတဲ့နဲ့တန်ဖိုးထားတဲ့နဲ့ပြီးတော့တောင်းမှန်တဲ့အခါမှာလည်းနော်တာဝန်ယူမှုအပြည့်နဲ့တောင်းမှန်ရတယ်နော်နောက်တစ်ခါဒါမျိုးမဖြစ်စေရဘူးဆိုတာကိုဘရောမှဒါမျိုးမလုပ်တော့ဘူးမပြောတော့ဘူးဒီလိုစကားလုံးမသုံးတော့ဘူးဒီလိုကြမ်းကြမ်းတမ်းတမ်းနေမပြောတော့ဘူးမမတ်ရင်ရိုင်းနေမပြောတော့ဘူးအဆရှိတဲ့ပြန်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တောင်းမှန်နေဆိုတာဒါတကယ်ကိုစစ်မှန်တဲ့တောင်းမှန်ခြင်းပဲနော်အပေါ်ရန်နေလျှောက်ပြောလိုက်မယ် ီးရခါမှာနော်ကိုယ့်ရဲ့စိတ်ထဲမှာရှိရဲ့နောင်တပေါ့နော်အဲ့ဒီတခုရော့ပါတက်တာစီရှင်လို့ဘယ် တောင်းပန်လိုက်ပါတယ်အပေါ်ရန်ကျောတောင်းပန်တယ်လူဂျုံနဲ့တောင်းပန်တယ်ဒါတွေကဘာဖြစ်လဲဆိုလို့ရှင်အကျုံးမဝင်ဘူးနောက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုကိုယ့်ဟာကိုယ်လှည့်စားတယ်တစ်ဖက်သားရဲ့စိတ်ကိုလည်းလှည့်စားတယ် manipulate လုပ်တာပေါ့နော်တကယ်ပြောင်းလဲမှုမပါဘူးပြီးတော့တကယ်မတည်နိုင်တဲ့ဂတိတွေနဲ့တောင်းပန်တယ်ဆိုတာကတကယ်တောင်းပန်ခြင်းအစင်မှမဟုတ်ဘူးကိုကအဲ့လိုပုံစံနဲ့တောင်းပန်တယ်ဆိုလို့ရှင်တစ်ဖက်ကခွင့်လွှတ်နိုင်ပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ထဲကနှိမ့်နေကကနဲ့တောင်းပန်တယ်ပြောဆိုတယ်ဆိုလို့ရှင်တစ်ဖက်လူကလည်းအဲ့လိုအရာကိုခံစားမိမှသိကြတယ်နောက်ဆုံးပြောရမယ်ဆိုလို့ရှင် တစ်ဖက်ကခွင့်လွတ်သည်ဖြစ်စေခွင့်မလွတ်သည်ဖြစ်စေနော်တစ်ဖက်ကကိုယ်ကိုပြန်ပြီးလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေနောက်ဆုံးမှာကိုကကိုလှုပ်တဲ့အရာတခုကိုပြောတဲ့စကားတခုကိုကိုပြောလိုက်တယ်ဖြည့်ရှင်းလိုက်တယ်တောင်းပန်လိုက်တယ်ဝန်ခံလိုက်တယ်အဲ့အတွေ့အကြုံမလို့ဘာဖြစ်လဲဆိုကိုရဲ့တဘောအလုံးမှာအရင်ကလိပ်ပြလုံးပါတယ် အမေတမ်းကလည်းဂုံတိတ်ခါရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်သူ့ဘက်ကဘလို့ပဲဖြစ်ဖြစ်ကိုယ့်ဘက်ကကိုယ်လှုပ်ဖို့အလုပ်တစ်ခုကိုလှုပ်လိုက်ပြီဆိုတဲ့အခါမှာဘဝမှာနောင်တမကြံဘူးနော်အေးအေးဆေးဆေးနဲ့ကပြောလိုက်ပြီဆိုတဲ့ဟာမျိုးကိုနော်ကိုယ်စိတ်ထဲမှာခံစားလိမ့်မယ်အရင်ကဝင် ပေါ့တဲ့ခံစားမှုမျိုးဖြစ်တယ်ဗောနော်တောင်းပန်နေဆိုတာက လူတိုင်းမလုံနိုင်ပါဘူးတကယ်စစ်မှန်တဲ့တောင်းပန်ခြင်းနေဆိုတာလူတိုင်းမလုံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့တောင်းပန်နေဆိုတာစကလုံးတွေတသက်ကြီးမဟုတ်ဘူးเนาะကိုယ့်ဟာကိုယ်တာဝန်ယူနိုင်တယ်ဆိုရက်တတ္တိပါဝင်တယ်เนาะ courage ပေါ့ပြီးရခါမှာကိုမားသွားတယ်ဆိုတာဝန်ခံတယ်เนาะအဲ့တော့ယိုကျိုးမှုတွေနှိမ်ချမှုတွေဒါတွေလည်းပါနိုင်တယ်เนาะပြီးတော့တစ်ဖက်သားကိုယ့်ရဲ့ရင်ထဲကနာကျင်မှုတွေเนาะအဲ့ဒီနာကျင်မှုတွေနှစ်ဦးနှစ်ဖက်ရဲ့နာကျင်မှုတွေကိုအဆုံးသတ်ပြီးတယ်ကုစားပေးနိုင်တဲ့ခြေချင်းမြတ်တာတွေပါဝင်တယ် ကျမတို့ရဲ့ဘဝမှာ တောင်းပန်တဲ့သူတွေရှိတယ်ဘလို့ပဲဖြစ်ဖြစ်အဲ့တော့အဲ့လိုမျိုးရှိရဲဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ကိုယ်လုတ်ခဲ့မိတာပြောခဲ့မိအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ကကို excuse တွေလုပ်နေတာเนาะကိုယ့်ကကို gaslight လုပ်နေတာ manipulate လုပ်နေတာလှိမ့်စားနေတာလိမ်ညာနေတာဒါမျိုးတွေမလုပ်ဘဲနဲ့အချိန်မစွဲဘဲနဲ့တောင်းပန်လိုက်တာကเนาะကိုယ့်ရဲ့လူမှုဆက်ဆံရေးတွေเนาะမိဘနဲ့ပဲဖြစ်ဖြစ် သားသမီးနဲ့ပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းချစ်သူနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီကိုယ့်ရဲ့လူမှုဆက်ဆံရေးတွေကိုပြန်ပြီးတော့အစဉ်ပြေစေဖို့ပေါင်ကူတရာတွေဖြစ်နိုင်နေဆိုတော့ဒီ talk လေးကနေကျွန်မသိစေချင်တယ်တကယ်လို့ကိုကနောက်ကျသွားပြီဆိုလို့ရှိရင်တော့တဘဝစာလုံးကိုနောက်ကျပြီးတော့ဆုံရှုံတဲ့အခါမှာလည်းတကယ်ကိုကြီးမားတဲ့ဆုံရှုံမှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်ဆိုတာလေးကိုဒီ talk လေးကနေကျွန်မပြောပြချင်ပါတယ်ဒီ weekend talk လေးကိုနောက်ထောင်ပြီးရတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် Thank you for listening and have a nice weekend.